အားလုံးပဲမင်္ဂလာပါဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့အခြားပါတာဝင်ကက်တင်ညင်းဆိုတဲ့အကြောင်းအရာကိုကြမ်းကြက်များဖြင့်လေ့လာရမှာဖြစ်ပါတယ်အခြားပါတာဝင်ကက်တင်ညင်းသည် လူအဖွဲ့အစည်းမှာအများဆုံးစိတ်ကိုလေးရှိတဲ့အတွက်ကြောင့်အေးဝင်လီတရားအတွက်အလွန်အရေးပါခြင်းဖြစ်ပါတယ်အခြားပါတာဝင်ကက်တင်ညင်းနဲ့ပတ်သက်ပြီးတော့မှယေရှုခရစ်တော်အကြောင်းကိုမကြားဘူးတဲ့ကိုကျင်တရားကောက်မွန်တဲ့သူတွေဥပမာဗုဒ္ဓဘာသာမွတ်စလင်ကို ဘုရားသခင်ကတကယ်ပဲငြဲပို့မှာလားဒါဟာမတရားဘူးမဟုတ်ဘူးလားဆိုတဲ့ဆွဆွချက်တွေဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာရှိနေတဲ့တခါတရံဖြေဖို့ခက်တဲ့မေကုတ်တစ်ခုနဲ့စမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ပဝန်းကျင်မှာရန်ကောင်းမွန်တဲ့ကိုကျင့်တရားအလွန်မြင့်မားတဲ့မယုံကြည်သူမိတ်ဆွေတွေဖေမျိုးတွေရှိကြပါတယ်။သူတို့ဟာခရစ်တော်အကြောင်းမကြားဘူးယင် ဒါမှမဟုတ်သူတို့ရဲ့ဘာသာတရားကိုယူသားစွာကိုးကွယ်နေရင်တောင်သူတို့ကိုဖျားသခင်ကငရဲပို့မှာလားချစ်ချင်းမေတ္တာနဲ့ပြည့်တဲ့ဖျားသခင်ဟာဒီလောက်ရက်ဆက်မှာလားကျွန်တို့ရဲ့ယုံကြည်ခြင်းဟာယေရှုအပြင်အခြားလမ်းမရှိဆိုတဲ့ကျင်းမြောင်းတဲ့အယူဆတတ်တတ်ပဲလားဆိုတဲ့ဆွဆွဲချက်တကူဖြစ်ရှင်းမှာဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာအမှန်တရားဖြစ်တိရောက်ခြင်းကိုပြုပေးမှာဖြစ်ပါတယ်။အစစ်၃စစ်ဖြစ်ရှင်းလင်းဖော်ပြပေးမှာဖြစ်တယ်။ အစစ်တစ်နေနဲ့ဘုရားသခင်သည် လူသားတိုင်းအတွက်မိမိကိုယ်ကိုဖော်ပြခြင်းအစစ်နဲ့လူသားအားလုံး၏အပြစ်ရှိခြင်းအစစ်သုံးကယ်တင်ခြင်းသည်ခရစ်တော်၌သာရှိခြင်းဆိုတဲ့အချက်တွေဖြစ်ပါတယ်။ဒါကြောင့်အစစ်တစ်နေနဲ့ဘုရားသခင်သည်လူသားတိုင်းအတွက်မိမိကိုယ်ကိုဖော်ပြခြင်းဆိုတဲ့အကြောင်းအရာကိုနားလည်နိုင်ဖို့ယောမ1:20မှာအကြောင်းမူကားဘုရားသခင်ဤမမြင်အပ်သောအရာများသာရတကူတော်နှင့်ဘုရားသခင်ဇာတိကို လောကကိုဖန်ဆင်းသည်မှစ၍ဖန်ဆင်းတော်မူသောအရာများအပြည့်ထင်ရှားစွာမြင်ရသောကြောင့်ထိုသူတို့သည်ကိုယ့်အဖြစ်ကို ဖုံးလွှမ်းเสียအကြောင်းမရှိဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကဘုရားသခင်ဟာကိုတော့အကြောင်းကိုလုံးဝမဖော်ပြဘဲဘယ်သူကိုမှမထားဘူးဆိုတာနားလည်ရမှာဖြစ်တယ်။တဘာဝလောကကြီးကျွန်ုပ်တို့ရဲ့ကိုယ့်ကိုယ်ကိုတည်တဲ့စိတ်အဲ့ဒီကနေတဆင့်ဖန်ဆင်းရှင်တဘာရှိတယ်ဆိုတာကိုလူတိုင်းကိုပြသနေခြင်းဖြစ်တယ်။ ်ဒါကြောင့်ကျွန်တော်တို့ဖះအချောင်းလုံးဝမသိဘူးလို့စင်ကြေပေးလို့မရပါဘူးသူတို့ရဲ့ပြဿနာကယေရှုကိုမကြားဘူးခြင်းထက်သူတို့တည်ထားတဲ့ φαν ဆင်းရှင်ကိုညှင်းပယ်ခြင်းဖြစ်ပါတယ်ဒါကြောင့်အစင်းနေနေနဲ့လူသားအလုံးရဲ့အပြစ်ရှိခြင်းဆိုတဲ့အကြောင်းကိုနားလည်နိုင်မှုယောမ3:23မှာလူပေါင်းတို့သည် အပြစ်ကိုပြု၍ဖះသခင်ဤဘုံတော်နှင့်ကင်းမဲ့ချာဤဆိုတဲ့ဖော်ပြချက်ကိုတွေ့ရတယ်ဆိုလိုတဲ့အိဗေကပြက်တနာဟာ ကျွန်တော်တို့ဗုဒ္ဓဘာသာမုစလင်တို့မဟုတ်ခရစ်ယာန်ဖြစ်နေခြင်းမဟုတ်ပါဘူးပြည်တနာရဲ့အရင်မြစ်ကကျွန်တော်တို့အားလုံးဟာအပြစ်သားဖြစ်နေခြင်းကြောင့်ဖြစ်ပါတယ်ကိုကျင့်တရားဘလောက်ကောင်းကောင်းကိုကျင့်တရားအကောင်းဆုံးလို့ပြောတဲ့သူတွေတောင်ဖျားသခင်ရဲ့စံတုံးနဲ့တချိန်နဲ့ဖြောက်ပြက်တာနဲ့တချိန်နဲ့ဖောက်ပြက်တာနဲ့အပြစ်ဒဏ်နဲ့ထိုက်ထန်သွားပြီဖြစ်ပါတယ်လူသားတွေဟာကိုကျင့်တရားကောင်းလို့ကယ်တင်ခြင်းရတာမဟုတ်ဘဲနဲ့ အပြည့်ရဲ့ပြည့်တက်ကနေကဲတင်ခံရဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်အဆင့်သုံးနေနဲ့ကဲတင်ခြင်းဒီခရစ်တော်၌တာရှိခြင်းဆိုတဲ့ချက်ကိုနားလည်နိုင်ဖို့ယောဟန်14:6မှာယေရှုကလည်းငါသည်လမ်းကြီးဖြစ်ဤတမာတရားဖြစ်ဤအသက်လက်ဖြစ်ဤငါအာမဟုတ်ဖြစ်ငါအဖြစ်မဟုတ်လျင်အဘယ်သူမှခမည်းတော်ထံသို့မရောက်ရလို့ဟောပြတာတွေ့ရပါတယ်။ဆိုရဲဒိဗေကယေရှုခရစ်ဟာ ရွေးချယ်စရာလမ်းမဟုတ်ပဲနဲ့တခုသေးသောလမ်းဖြစ်တယ်လို့ဖော်ပြနေခြင်းဖြစ်တယ်။အပြစ်တံကိုပေးဆက်ဖို့အတွက်အပြစ်ကင်းစင်တဲ့သားတော်ရဲ့အသွေးကိုယ်တာဖခင်ကလက်ခံတယ်လို့ဖော်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယေရှုအကြောင်းကိုလုံးဝမကြားဘူးသူဖြစ်ဖြစ်ဖြစ်ကြားဘူးသူပဲဖြစ်ဖြစ်ကယ်တင်ရှင်သည်ယေရှုရဲ့လဝါကတိုင်ကိုယုံကြည်ခြင်းအဖြစ်သာဖြစ်ပါတယ်။ဖခင်ဒီတရားမျှတခြင်းရှိတယ်ကိုယ်တော်ဖန်ဆင်းခဲ့တဲ့လူတိုင်းကိုအပြစ်ကနေကယ်တင်ဖို့အတွက် ကိုတော့သားကိုဆေးလွတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်အေးဝင်ကလေးသတင်းစကားအဖြစ်ဒီကုန်းချုပ်ချင်းကိုနားလည်နိုင်ဖို့ဒီနေ့ကျွန်တော်တို့ဖြည့်ရှင်းခဲ့တဲ့မိကုံးဟာဘုရားသခင်ရဲ့တရားမျှတခြင်းနဲ့ချစ်ခြင်းမေတ္တာကိုထင်ရှားစွာပြသနိုင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်တရားမျှတခြင်းအဖြစ်ဘုရားသခင်ဟာအပြစ်ရှိသူကိုအပြစ်တံပေးမှသာလျှင်တရားမျှတခြင်းဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာအပြစ်ကိုတော်ဟာကျွန်တော်တို့ရဲ့အပြစ်တံကိုခံယူဖို့ကိုတော်ရဲ့တပါးသေးသောသားတော်ကိုပေးခဲ့ရမှာ။ ချစ်ချင်းမြတ်တာနဲ့ပြေဝရဲလို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ဒီနေ့ခရစ်တော်အကြောင်းကြားဘူးခြင်းဟာအခွင့်အရေးဖြစ်ပါတယ်။ဘုရားသခင်ဟာကျွန်ုပ်တို့ရဲ့ရွေးချယ်မှုအပေါ်တရားစီရင်မှာဖြစ်ပါတယ်။ကျွန်ုပ်တို့ဟာယေရှုအကြောင်းကြားဘူးဘူးဖြစ်တယ်။ဒါကြောင့်ယခုသင်ဘယ်လိုတုံ့ပြန်မလဲ။ယေရှုခရစ်ကိုတခုတည်းသောလမ်းအဖြစ်ယုံကြည်ခြင်းအဖြစ်ကိုယ်တော်ရဲ့ချစ်ချင်းမေတ္တာနဲ့ကဲခြင်းကဲတင်ခြင်းကိုဒီနေ့လက်ခံပါလို့ဓမ္မမှုတော်ဆောင်ဖြစ်တဲ့ကျွန်ုပ်က လေးစားစွာဖိတ်ခေါ်ခြင်းဖြစ်ပါလေ။ဒါကြောင့်ဒီနေ့ဖော်ပြနေတဲ့အကြောင်းအရာတွေဟာအခြားပါတာဝင်ကေတင်ရင်းဆိုတဲ့အကြောင်းကိုနားလည်ပြီးကျေးဇူးတော်ကိုရွေးချယ်တက်စီဖို့ရန်ကြားချက်များဖြင့်ဖော်ပြမျှဝေခြင်းဖြစ်ပါလေ။နောက်တော်သူအားလုံးပေါ်ဘုရားသခင်၏ကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။